DVB Digital Fast ပြည်နယ်တိုင်းဒေသကြီးတွေကစစ်တနန်းကြောင်းတွေမှာမေလ၄ရက်နေ့ကစပြီးစစ်မှုရန်အပတ်စဉ်တစ်ဆယ်တနန်းဆင်းခဲ့ပြီးတနန်းဆင်းတပ်သားတွေကိုတိုက်ခိုက်ရေးတပ်တွေစီဦးစားပေးပို့တယ်လို့သိရပါတယ်မေလ၄ရက်နေ့ကရန်ကုန်စစ်တနန်းကြောင်း၄ကြောင်းကအပတ်စဉ်တစ်ဆယ်တနန်းဆင်းတပ်သားတွေကိုတပ်မ17နဲ့တပ်မ89လက်အောက်ခံတပ်တွေကိုအင်အားဖြင့်ပို့ဆောင်တယ်လို့စစ်မှုရန်ဆင်ခေါ်ရေးနဲ့နှီးစပ်တဲ့သတင်းရင်းမြစ်ကပြောပါတယ်အရင်ကလက်ယုံတပ်တွေရွေးဝင်ရှိသေးတယ်အခုမရဘူး တက်တွေအကုန်လုံးမှာတက်သားတက်တွေလိုနေတာဆိုတော့အင်အားဖြည့်မှာရန်ကုန်ကတင်းနှင်းစင်းတွေကိုတက်မှတ်၁၁လောက်ခန့်ခမရနဲ့ခလာရအောင်ပို့တယ်လူကြီးဘယ်လောက်ပို့တယ်ဆိုတော့အတိအကျမသိဘူးလို့ပြောပါတယ်ရှေ့ပိုင်းတိုင်းရှေ့လယ်ပိုင်းနဲ့တွေ့ကန်တိုင်းစစ်ထနာချုပ်နယ်မြေတွန်းမှာရှိတဲ့စစ်တင်းနှင်းကျောင်းတွေကတင်းနှင်းစင်းတက်သားတက်တွေကိုလာရှုံမျိုးရှိခြေရင်ချင်းမြန်တန်ရင်းတွေကိုပို့တယ်လို့ရမခန့်နဲ့နီးစပ်တဲ့သတင်းရင်းမြစ်ကပြောပါတယ်လာရှုံမှာအင်အားပြန့်ဖြည့်ရမယ်တန်ရင်း၅ရင်းလောက်ရှိတယ်တက်သားတက်အင်အားအများကြီးလိုတယ်ရပ်ပခရလခနဲ့ တတခါကဝိုင်းဖြစ်ပြရမှာအပတ်စဉ်၁၄ရက်စပြီးလာရှိုးကလူတွေစစ်မှုထမ်းရမှာလို့ရှင်းပြပါတယ်တရုတ်နိုင်ငံရဲ့ဂျာဝန်ညီနိုင်ပေးမှုကြောင့်ကိုကန့်တက် MND အဖွဲ့ပြန်ပေးလို့ရမခတ်တိုင်းစစ်ဌာနချုပ်ရှိရာလာရှိုးမြို့မှာစစ်မှုထမ်းအပတ်စဉ်၁၄ကိုဇူလိုင်လအတွင်းတင်နန်းပေးသွားမယ်လို့လည်းသိရပါတယ်စစ်မှုထမ်းအပတ်စဉ်၁၀ကိုအရာခတ်တက်တော် AA အဖွဲ့တက်ခိုက်သိမ်းပိုက်ထားတဲ့နောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကလွဲလို့မေလ၄ရက်နဲ့၅ရက်နေ့မှာကျန်တိုင်းစစ်ဌာနချုပ်၃ခုမှာပြုတ်လုပ်ခဲ့တာပါပြည့်ရနေဖေဖော်ဝါရီလက လူတိုင်းမဖြစ်မနေရစစ်မှုထမ်းမဲ့ဥပဒေကိုထုတ်ပြန်ပြီးနောက်ပိုင်းစစ်တင်နှံပေးခဲ့တာခုဆိုရင်ပတ်စံစုံတုံးတီရောက်လာပြီဖြစ်ပါတယ်။